ားလုံးပဲမင်္ဂလာပါဗျာ။ Arsenal Fan Channel ကလည်းပြန်ပြီးကြိုဆိုပါရစေ။ဒီနေ့မှာတော့ Arsenal U18 ရဲ့တိုက်စစ်မှုလေး Andre Ryan Harriman NYC အကြောင်းကိုပြောပြချင်တာဖြစ်ပါတယ်။ဒီကလေးကတော့2000ခွန်ပွားလေးဖြစ်ပြီးတော့မှအင်္ဂလန် Nigeria ဆက်လေးဖြစ်ပါတယ်။ဆိုတော့လောဆယ်မှာတော့အင်္ဂလန် U18 အတွက်လည်းကစားပေးနေပါတယ်။သူကအင်္ဂလန်ကိုစားပြုတဲ့ကစားနိုင်တယ်လို့ Nigeria နိုင်ငံကိုစားပြုတဲ့ကစားနိုင်ပါတယ်။ ဆိုတော့ဒီကလေးကတော့ Arsenal U 78 Arsenal U 23အတွက်ကစားပေးခဲ့ပါတယ်ပွဲပေါင်းအဖြစ်2024-25ရာသီမှာပွဲပေါင်း30 3ပွဲကစားခဲ့ပြီးတော့မှတွင်းကိုအပြည့်15ကိုတွင်းယူပေးနိုင်ခဲ့ပါတယ်ထို့အတူဘိုးပန်တီးမှုတွေလည်းပြုလုပ်ပေးနိုင်ခဲ့ပါတယ်ဆိုတော့သူ့ရဲ့ခြေစွမ်းကတော့ကျွန်တော် Arsenal ရဲ့2000 3400ဒီမှာကစားခဲ့တဲ့ကနူးရဲ့ခြေစွမ်းလို့ပေါ့နော်သူ့ကတော့ပြန်ပြီးတော့မှ မြင်မိသွားပါတယ်။ကနူးပုံစံမျိုးလေးကစားတဲ့ဒီကလေးလေးကတော့ပို့ပို့ပြီးတော့ခြေစွမ်းကောင်းနဲ့ပြပါမလားဆိုတော့ဆက်ပြီးစောင့်ကြည့်ရမှာဖြစ်ပါတယ်။ဆိုတော့လောဆင်မှာတော့ Arsenal U18 မှာသူကအိုးဆောင်ပြီးကစားနေရဖြစ်ပါတယ်။အာ OP Marte Manchester United ကိုပြောင်းသွားပြီးတဲ့နောက်ပိုင်းမှာတော့ Arsenal U18 ရဲ့တိုက်စစ်ကိုသူကအိုးဆောင်ပြီးတော့မှအာကစားနေရဖြစ်ပါတယ်။ဆိုတော့ဒီကစားသမားလေးရဲ့ ခြေစွမ်းကလည်းအာမဆိုးတဲ့အနေထားလို့ပဲပြောမှာပေါ့နော်။တော်လေးကောင်းပါတယ်။ဆိုတော့သူ့ကိုတော့အဓိကတော့ကွန်းလယ်မှာရှိတဲ့ MKC နဲ့အာ Max Downman ကနေပံ့ပိုးပေးတာဖြစ်ပါတယ်။သူ့ရဲ့အဆုံးတတ်မှုတွေကလည်းဒါလေးတော်တော်လေးကောင်းပါတယ်။ဆိုပိုပိုပြီးကောင်းလာမလားကတော့ဒါကျွန်တော်ဆက်ပြီးစောင့်ကြည့်အားပေးသွားဖို့ပဲရှိပါတယ်နော်။ဆိုတော့ဒီ Anwes ကအာအသက်အပြည့်16နှစ်ရှိပြီ။ဆို လက်ရှိအာဆင်နယ်အတင်းကြီးမှကစားနေတဲ့အီဒန်နူနရီနဲ့ရွေသူလို့ပဲပြောရမှာပေါ့နော်ဆိုတော့သူကသာဒီ U18 29အာဆင်နယ် U23 ပွဲတွေမှာပိုမိုပြီးကောင်းမွန်တဲ့ခြေစွမ်းတွေပြခဲ့မှာဆိုတော့အာဆင်နယ်အတင်းကြီးမှလည်းမြင်ရဖို့ရှိနေပါတယ်ဘာလို့ဆိုတော့သူအသက်အရွယ်က18နှစ်နဲ့ကျော်လာခဲ့ပြီပေါ့နော်ဆိုတော့ပိုမိုကောင်းမွန်တဲ့ခြေစွမ်းတွေထပ်ပြလာမလားဆိုတော့2025 26မှာကျွန်တော်ဆက်ပြီးတော့ စောင့်ကြည့်သွားရမှာပဲဖြစ်ပါတယ်။ဆိုပိုမိုကောင်းမွန်တဲ့ခြေစွမ်းပြလာရင်တော့ကျင်းနေပါတယ်။ကျွန်တော်အာဆင်နယ်အသင်းကြီးမှာအာနေရပေးမှာပါ။မိုက်ကယ်အဒီတာကလည်းဒါမိုက်ကယ်အဒီတာကအလူငယ်ဒီကိုနေရပေးပါတယ်။ကျွန်တော်လူးဝစ်စကယ်လီနဲ့အီတန်နယ်ရီတို့ကိုနေရပေးတယ်လို့မျိုးပေါ့နော်။ကောင်းမွန်တဲ့ခြေစွမ်းတွေပြလာရင်တော့သူကနေရပေးသွားမှာဖြစ်ပါလေ။လောလောဆယ်မှာတော့အာဆင်နယ်အသင်းကြီးမှာ2025 26ရာသီမှာ ဘယ်လူငယ်တွေထပ်ပြီးပါလာမလဲဆိုတော့အာစစ်ဝင်စားစရာကောင်းပါတယ်ကျွန်တော်အတင်ကတော့ Max Stormman 15နှစ်အရွယ် Max Stormman ကပါလာမလားဘောနော်သူ့ကိုတော့ကျွန်တော်အာစောင့်ကြည့်နေတာဗောသူ့ချက်စွမ်းကမစိုးဘူးပြ Max Stormman ကတော်တော်လေးကောင်းပါတယ်ဆောအခု Lorosetti Annex ကိုလည်းသူ Max Stormman နဲ့တွဲဆောတာအပိုင်းဒီမှာတော်တော်လေးကောင်းပါတယ်မက်စတောမန်ကကွန်းလေကနဲ့ဖြတ်တင်ပေးတဲ့အရာတွေမို့ ဒါ Android ကရှေ့မှာနေရာယူပြီးတော့ကောင်းကောင်းလေးဒါ user ရှေ့မှာအစွန်းပြနေတာပေါ့နော်။ဒါ user ရှေ့မှာတော့သူဒီတရာဒီလုံးမှာအဲ user ရှေ့အတွက်12ပွဲပဲသူ ကစားထားပါတယ် Android ကဆိုတော့တွန်းကိုအဖြစ်တော့အာ12ပွဲကစားရမှာ8ကိုတွန်းထားတွန်းထားတယ်ပြီးတော့မှ3လုံးဖန်သီးပေးခံနိုင်ခဲ့တယ်ပေါ့နော်ပြီးရပြီးခဲ့တဲ့2024 25ရာသီအာဆင်နယ် U18 ပွဲမှာ တော့ဒီကလေးကလာမဲ့ဒီနှစ်ဒီမှာဘလို့အချင်းနေဆက်သွားမလဲဆိုတော့အာဆက်ပြီးစောင့်ကြည့်သွားဖို့ပဲဖြစ်ပါတယ်။နားထောင်နေတဲ့ပရိသတ်တွေကရောအာဆင်နယ်ယူ16မှာအာအာဆင်နယ်ယူ16မှာဘသူ့ကိုပို့ပြီးတော့မှတရီထားမိကြတယ်ဘလို့ခြေစွမ်းနေရှိတယ်ဆိုတော့ကိုသိရင်တော့ကောမန့်မှာရေးပေးခဲ့လို့ရပါတယ်။နားထောင်ပေးတဲ့ပရိသတ်အားလုံးကိုကျေးဇူးတင်ရှိပါတယ်။နောက်ထပ်ဗီဒီယိုမှာကျွန်တော်ပြန်လည်တွေ့ဆုံကြပါမယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။